မိဘညီမိဘညီကိုမောင်မများမင်္ဂလာပါဒီနေ့နေ့တင်မြန်မာ live ပေါ်မှာတက်လာရခြင်းအကြောင်းရင်းကတော့အဲဒီနေ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ကိစ္စလေးတခုရှိတယ်เนาะအဲ့ပြန့်နှံ့နေတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့မှနေ့တင်မြန်မာတို့ကသုံးသပ်ပေးမယ်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်သုံးသပ်ပါမယ်ဒီနေ့ line ပေါ်မှာပေါ့เนาะ ဒီနေ့ live ပေါ်မှာဘုံမူးတယောက်ကနေပြီးတော့မှတဏ္ဍကြီးတကားကားနဲ့ဗောနော်တဏ္ဍကြီးဒီ disco တွေပါတကားကားနဲ့ကြီးစံနေပါတယ်ထောက်တယ်ပြီးတော့ဘုံဖောက်ခွဲပြလိုက်မယ်ဆိုတဲ့ဟာတွေပါတယ်ဗောနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါသုံးလုံးပြပါမယ်ဒီຢာတွေကဘာလဲဆိုတော့သူတို့အောက်အောက်ချင်မှာအောက်ထုတ်မှုကမကောင်းတော့အဲ့ဒီဘုံမူးဆိုတဲ့တယောက်ကိုဒါကျွန်တော်ပြောပြခြင်းတယ်เนาะခမရဘုံမူးပါညာခမရဘုံမူးလားပါလားကျွန်တော်မသိဘူး ဒါပေမဲ့ဟိုလက်အောက်ငယ်သားဝတိပေါ်မှာခင်ဗျားတို့ဆက်ဆန့်ပုံဆက်ဆန့်ကြီးရတော်တော်အောက်တန်းကြတယ်လို့ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်သုံးသပ်ပြပါမယ်နော်အဲ့ဒီဘိုမူပါဆိုတဲ့တယောက်ခင်ဗျားထိုင်းနိုင်ငံမှာရှိနေတဲ့ရဲမှုချုပ်ကြီးတွေကိုလာလေးလာပါနော်အာဆီယံမှာရှိနေတဲ့ရဲမှုတွေရဲ့ပုံစံတွေကိုလာလေးလာပါခင်ဗျားတို့ကကျွန်တော်တို့ထောက်ပြသလိုပဲဟိုလက်အောက်မှာရှိနေတဲ့ရဲဘော်တွေကိုခင်ဗျားတို့တွေဒီ9နှစ်တာလုံးခင်ဗျားတို့ခုလုံး လောက်ပြီးတော့မှအတုံးချခဲ့ပြီးတော့မှခမားတို့တွေဒီအုတ်ချုပ်ခဲ့တဲ့အရာကရက်တန်းရက်ပါလို့ဒါကျွန်တော်အနေနဲ့ပြောချင်တယ်နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှခမားတို့ဘက်ကဒဇင်ဦးလဲအတံမထွက်ရဘူးကျော်စိုးဦးလဲအတံမထွက်ရဘူးဇော်ဘုံဟိန်းတို့လဲအတံမထွက်ရဘူးဘယ်ကောင်မှလဲအတံမထွက်လာကြအောင်အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ခမားတို့တွေဒီလက်အောင်ငယ်သားတွေပေါ်မှာနော်ခမားတို့ဘလောက်ထိအကြမ်းပတ်ထားတယ်ဆိုတာဒီနေ့အပေါ်လွင်ဆုံးပဲနော် ုံခွဲလိုက်မယ်ဆိုရဲစကလုံးတစ်လုံးပါတယ်เนาะဘုံခွဲလိုက်မယ်တဲ့နောက်ဆုံးမှာဘုံခွဲလိုက်မယ်တဲ့เนาะအဲ့မှာတန်ပစ္စတိုတွေပါရင်ပါရင်နဲ့အားလုံးငါပါဆိုတဲ့ဟာမျိုးခင်ဗျားတို့ခင်ဗျားတို့ကမြန်မာတနိုင်ငံလုံးငါတို့ကအုပ်ချုပ်နေရတယ်ဆိုရဲစကလုံးတစ်လုံးပါသေးတယ်အဲ့ဘုံမူဒီ live ကိုမြင်အောင်ကြည့်ပါเนาะကျွန်တော်ပြောပြမှာပါလေမြန်မာတနိုင်ငံလုံးအုပ်ချုပ်နေတာအဲ့မြန်မာတနိုင်ငံလုံးအုပ်ချုပ်နေပါတယ်ဆိုရဲစကားကိုပြီးဆိုလိုက်ပြောတဲ့ဘုံမူခင်ဗျားထိုင်းနိုင်ငံကိုလာခဲ့လာလေးလား နော်စတန်နာအာမီယအစင်းနေပြုတ်တယ်ဆိုတာခမားတို့လူမျိုးကောင်းနေရှိလို့အစင်းနေပြုတ်တာခမားတို့လူမျိုးလူမျိုးတွေရှိနေလို့အစင်းနေပြုတ်တာကျွန်တော်တို့ကတော်လိုင်းရင်းသားလုပ်နေတာကျွန်တော်တို့ကတော်လိုင်းလုပ်တဲ့ခါမှာအစတော့ဒါမျိုးပေါ့ကျွန်တော်တို့ကတိတ်မပြောတတ်ဘူးတော်လိုင်းလုပ်တဲ့ခါမှာကျွန်တော်တို့စီရီးတွေနားလည်လာတယ်ဖြူဟာတွေနားလည်လာတယ်နောက်တိုက်ခတ်ရေးတွေနားလည်လာတယ်ကျွန်တော်တို့အခုကတော့ပြောမယ်အဲ့တော့ခမားတို့ဘုံမှုလုပ်နေတဲ့လူဘုံမှုလုပ်ပါတယ်ဆိုတဲ့လူခမား ဘုံမှုအဆင့်ကိုမရှိတာခင်ဗျာအောက်တန်းစားအဆင့်เนาะအောက်တန်းစားအဆင့်ပြီးတော့ခင်ဗျားတို့အချင်းချင်းမှာ လေးစားမှုမရှိတော့เนาะလေးစားမှုမရှိတော့အချင်းချင်းကိုပါဝါပြချင်တယ်အချင်းချင်းကိုမလုပ်ချင်တာလဲပါဝါပြချင်တယ်နေရငါဘာကောင်ဆိုတာပြချင်တယ်မရဘူးဒီနေ့အဲ့ဒီဗီဒီယို ပြန့်နှံ့လာတာဒီခင်ဗျားတို့အတွက်ကကြီးမားသောပြိုလဲမှုအစတင်ခြင်းပဲလို့ပြောချင်တယ်ကြီးမားသော ပြိုလဲမှု ကြီးမားသောကြာရှုံးမှုပေါ့နော် ကြီးမားသောပြုတ်လဲမှုအစလို့ဒါကျွန်တော်တို့ပြောလို့ရတယ်။ဘာပြောလို့လဲဆိုတော့ဒီအရာကြီးကအခုမီဒီယာတိုင်းလို့လို့ပေါ့နော်။မီဒီယာတိုင်းလို့လို့အကုန်လုံးပေါ်ပြနေပြီ။အခုတိုင်းနာကကွေတိုင်းတပ်ဖွဲ့တွေဂျားတဲ့တွေလည်းဒီဗီဒီယိုဖီးတွေအကုန်ရောက်ကုန်ပြီ။နောက်အာဆီယံမှာလည်းဒီဗီဒီယိုဖီးရောက်ကုန်ပြီ။အာဆီယံမှာရှိနေတဲ့လူတွေဆိုလို့ချင်းလဲဒီ video feed ကိုသုံးသက်တော့မယ်မြန်မာနိုင်ငံမှာရှိနေတဲ့စတန်ဒတ်အာမီယာဘလို့မျိုးကြီးလဲဘုံပေါက်ခွဲပြတ်စတာသည်အကောင်းဆုံးသောတပ်တွေတစ်ခုပဲ မြန်မာနိုင်ငံမှာရှိနေတဲ့စတန်ဒတ်အာမီယာအချင်းချင်းတောင်မှဘာလို့မှလဲဘုတ်ခွဲမယ်ဆိုတဲ့အဆင့်ရှိတယ်။သဘောပေါက်လား။အကြမ်းမဲ့စစ်ကောင်စီသူတို့တွေဒီအကြမ်းမဲ့ဟုတ်သလားမဟုတ်ဘူးလားဆိုတာဒီနေ့ဗီဒီယိုဖီးကတတ်သိပဲ။အဲ့ဒါအခုဒီနေ့ညနေပိုင်းမှာဆိုလို့ရှိရင်မီဒီယာတွေမီဒီယာတွေမီဒီယာတွေအကောလုံးကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြောမှာအကောလုံးဖော်ပြလာတဲ့အရာဓာတွေကဒါတောက်လျှောက်တာကျွန်တော်တို့တွေ့လာရတယ်။အဲ့တော့အဆင့်မရှိဘူးဆိုတာပေါ်လွင်ပါတယ်။ เนาะအဆင်မရှိဘူးဆိုတော့ပေါ်လင်ပါတယ်ပြည်သူတွေကလည်းစနစ်တကူကောင်းဖို့အတွက်တိုက်နေတာပါပြည်သူလူထုကလည်းစနစ်တကူကောင်းစားရေးအတွက်တိုက်နေတာပါအဲ့တော့ဒါမျိုးတွေပေါ့เนาะခမားတို့တွေကလုံနေတဲ့အရာတွေအားလုံးကျွန်တော်တို့ကသဘောဟိုသဘောမကျဘူးပေါ့เนาะသဘောမကျဘူးအဲသဘောမကျဘူးကျွန်တော်အဲ့ဒါကိုတောက်တောက်ကြည့်နေတယ်အဲခမားတို့ပြောတယ်ဆိုတယ်เนาะအဲ့မှာအောက်မှာအာအဲခမားတို့ပြောတာတွေဆိုတာကြီးကျွန်တော်နားထောင်ကြည့်နေတာအကုန်လုံးနားထောင်ကြည့်နေတာနောက်ဆုံးဘုံခွဲမယ်ဆိုတဲ့ကိစ္စပါလာ ခွဲလိုက်လေပြည်သူခမားတို့မတနာဘူးမချင်းချောင်းနဲ့ခမားတို့တွေအားတော့အချင်းချင်းကြားတဲ့တော့မှခမားတို့ဒီလိုမျိုးဘုံနဲ့ချင်းချောင်းနေကြတာအဲ့ဒါဘာသဘောလဲဟုတ်တယ်မလားနော်ဘာသဘောလဲပြီးတော့မြန်မာတနိုင်ငံလုံးအုပ်ချုပ်နေတယ်ဆိုတဲ့အဆင့်ကိုပြောတဲ့အရာတွေအောက်တန်းစားခမရုပဲပြည်သူမှထောက်ခံမှုမရှိဘဲနဲ့ခမရုမြန်မာတနိုင်ငံလုံးသွားအုပ်ချုပ်နေတယ်။ခမရုအကြမ်းဖက်တွေဆိုတာဒီနေ့ကအပေါ်လွင်ဆုံးသောနေ့လို့ပဲဒါကျွန်တော်တို့ပြောပြောလို့ရတယ်။အဲ့ဒီဗီဒီယို V ကိုတောက်လျှောက်ပေါ့နော်။ လူမှုကွန်ရက်ပေါ်မှာတော်တော်လေးပြန့်နှံ့လာပြောမှာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာသလိုဒါကျွန်တော်တို့ဒီ ASEAN data တွေကြားရတဲ့မှာဟောတိုင်းဒေသကြားတဲ့မှာ IDV ကို view ရတော့အကောင်လုံးတော်တော်များများပြတ်သွားပါပြီ။နောက်ပြတ်သွားပါပြီဆိုတော့ဒါကတော့သက်သေပဲလေ။အကြမ်းဖက်စစ်ကောင်စီကဘလောက်ထိအကြမ်းဖက်တယ်လဲဆိုလို့ရှင်။တို့အချင်းချင်းတော့မှလူအိုင်းဘုံခွဲမယ်ဆိုတဲ့ပုံစံလိုမျိုး။တို့တို့လောက်တာနော်။တို့လောက်တာ။ဘလောက်ထိအောက်တန်းကြလဲဆိုတာ ဲ့ဒါပဲကြည့်လူအိုင်ပါလေလူအိုင်ပါလေလူအိုင်ပါလေဘုံခွဲမယ်လူအိုင်ဘုံခွဲမယ်ဆိုတာအဲ့ဒါဘာဘာတွေလဲဟမ်ဘာတွေလဲလူအိုင်ဘုံခွဲမယ်တဲ့အောက်တန်းသားတွေခင်ဗျားတို့တွေလောက်ငယ်သားတွေပေါ်မှာလဲအောက်တန်းသားဆန်တယ်ဇယိုက်ဆန်တယ်အောက်တန်းသားဇယိုက်ဆန်တယ်အောက်တန်းကြတဲ့စိတ်တက်မွေးတယ်အောက်တန်းကြတဲ့အတွေးခေါ်မွေးတယ်နော် ်ဘယ်မှာလဲခမရလို့ရဲ့စတဏ္ဍအာမီဆိုတဲ့စိတ်တက်နော်မလုတ်တဲ့မလုတ်ထိုက်တဲ့အရာတွေခမရလို့လုတ်တယ်ဖော်ပြတယ်ပြုတ်ကွဲပြီအဲ့တော့၅နှစ်တာကာလပတ်လုံးအကြမ်းစစ်ကောင်စီအုပ်ချုပ်တဲ့၅နှစ်တာကာလပတ်လုံးခမရလို့တွေသည်အောင်မြင်သလားဆိုခမရလို့မအောင်မြင်ဘူး노ပါခမရလို့မအောင်မြင်ဘူးမအောင်မြင်ဘူးခမရလို့တွေ၅နှစ်တာကာလပတ်လုံးခမရလို့တက်မတော်သားတွေကိုခုတော့လုတ်တယ်အောက်လောင်းငယ်သားတွေကိုခုတော့လုတ်တယ်ဆိုတာ တပြည့်ပြည့်နဲ့ခင်ဗျားတို့ပေါ်လာလိမ့်မယ်နော်အဲ့တော့အောက်ခြေမှာရှိနေတဲ့တက်မတော်သားတွေကလည်းပြည်သူနဲ့ပူးပေါင်းပါတိုင်းသားတွေနဲ့ပူးပေါင်းပါဒီအချိန်မှာမြန်မာနိုင်ငံမှာအင်အားအကြီးဆုံးသောအရာတီ EOS နဲ့ပြည်သူ့ကာကွယ်ရေးတိုင်းတပ်ဖွဲ့ဖြစ်တယ်အဲ့တော့အောက်ခြေမှာရှိနေတဲ့တက်မတော်သားတွေကကိုအကြမ်းဖက်လို့ရှင်ခင်ဗျားတို့ကပြည်သူ့ဘက်မှာပဲအများနဲ့ပူးပေါင်းပါနော်ပူပေါက်မှာလို့ကျွန်တော်ပြောပြအဲ့လိုမျိုးကိုယ့်ရဲ့ကိုယ့်ရဲ့ဟိုအကြမ်းဖက်တဲ့လူတွေကို ပြည်သူလူထုနဲ့ပူပေါင်းเนาะတိုင်းသားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူပေါင်းเนาะပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူပေါင်းပြီးတော့မှပြည်ရှင်းသွားပါလို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်เนาะအားလုံးအဲ့ဒါလေးကိုဒါကျွန်တော်အနေနဲ့ဒါစကားလက်ဆောင်ပါချင်ပါတယ်တို့ရဲ့နောက်ဆုံးသောနေ့ရဲ့နောက်ဆုံးသောအချိန်ရောက်နေပါပြီเนาะလူစိတ်မရှိတဲ့ကိမဲတဲ့လက်အောက်ငင်သားတွေပုံမှာဆက်ဆံပုံအောက်တန်းကြတဲ့ပုံစံဆက်ဆံပုံတွေဟာဆိုလို့ရှိရင်တော့မကြခင်တို့ရဲ့ညီကုန်းကိုဖော်ပြနေတာဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်เนาะ ပြကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ညတော့ဒီလောက်ပါပဲပြီးတော့နောက်ဆုံးဒီနေ့ညပိုင်းမှာလည်းကြားရငှက်ကေနောက်တဲ့တကင်ရှိတယ်လို့လည်းကြားတယ်အဲ့တော့စီရီယာအရှိန်ရမြင့်တဲ့မြင့်လာပါပြီကောင်းတဲ့လည်းကောင်းလာပါပြီလို့ပြောချင်ပါတယ်မြန်မာတနိုင်ငံလုံးစီရီအရှိန်ရမြင့်မှာ ဖြစ်ပါတယ်အားလုံးအဆအဆအရရပြင်ဆင်ထားပါလို့ပြောချင်ပါတယ်ဂျေဇုတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါ